အင်္ဂလန်ညနေခင်းမှရဲ့87.9 healing talk ကနေပြီးတော့ပရိသတ်တွေအားလုံးအားလုံးကြိုဆိုပါရရှင့်ဒီနေ့မှဆိုလို့ရှိရင်လည်းစန်တီယာရဲ့ကိုစားနေရဲ့ပြီးတော့ဆိုင်းဆီယမ်မမော်စီယိုနဲ့အတူတူဒါမမွန်ရဲ့ဆောင်းမတစ်ခုဖြစ်တဲ့ဘယ်အရာကမှအကြောင်းမဖြစ်လာတာမဟုတ်ဘူးဆိုရဲတိုက်တယ်လေးကိုစန်တီယာကိုဆွနေတော့မှဖြစ်ပါတယ်အဲ့တော့မမွန်ရဲ့မင်္ဂလာပါမင်္ဂလာပါဆန်တဲ့ကိုစားနေဟုတ်ကဲ့မင်္ဂလာပါပါနော်ကဲတော့အမကြီးဒီအမတင်ထားတဲ့ post လေးပေါ့နော်ဘယ်အရာမှအကြောင်းမဖြစ်ဘူးဆိုတော့ post တွေကလည်းဒီနေ့မီးချင်းကြောင့်သတိထားမြင်တာတော်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 ကို share တွေ like တွေတော်တော်များပါဘူးနော် ခုဆိုဘလောက်ဘလောက်လောက်ရှိသွားရဲ့ရှင် 24k လောက်ရှိရှင်းကျော်ပါပဲเนาะ share ရွေး24000ကျော်သွားရဲ့ဆိုတော့တော်တော်လေးများတယ်ပြီးတော့ဒီစာလေးကလည်းဟိုကြိုက်ကြရသူတော်တော်များပါဘောเนาะအတိတ်ပဲလေးရမ်းရှည်ဆိုတော့ဒီအကြောင်းလေးတော့ရွေးထားပါတယ်เนาะဟုတ်တယ်ဇနီးကလည်းဒီ topic လေးမမွန်နဲ့အစီအစဉ်လေးလုပ်မယ်ဆိုတော့လေဟို caption လေးကြီးလည်းတစ်ချက် like ကြည့်ရင်လည်း like ကြည့်ရင်လည်းတော်တော်များများ share ထားတာ academy မင်းသမီးဖိုးဖိုးတောင်ပါသေးတယ်အများကြီးကို share ထားလာပြောကြတယ်ဟုတ်ကဲ့ဟုတ်ဟုတ် ဲ့တော့မှပထမဆုံးအနေနဲ့တော့ဒီဘယ်ရာမှအကြောင်းမဲမဟုတ်ဘူးဆိုရယ်ဒီမက်မွေစောင်းပါပေါ့နော်ဒီလိုအပ်နေသူတွေအတွက်လည်းကျွန်တော်စိတ်သက်ဟာရဖြစ်ရသလိုဒီအစိုးလော့ဂရမ်ပေါ့နော်ခဏရှိအောင်လဲကြိုးပြီးတော့သွားသတိပေးသူလဲဒါကျွန်တော်ဖတ်တဲ့အခါမှာခံစားရတယ်ပေါ့အဲ့တော့အမဒါဒီအကြောင်းလေးရေးဖို့ဘယ်လိုမျိုးစတွေးမိသွားလဲအဲ့ဒီကနေစပြောပါအောင်ပါဟုတ်ဘယ်လိုဘယ်လိုဒီအကြောင်းလေးကဘယ်လိုစပြောရေးပြစ်လဲဆိုတော့အဲ့ဒီအကြောင်းရာလေး ਨੇ ပတ်သက်ပြီးတော့မမွေမိတ်ဆွေတယောက် ਨੇ ပေါ့နော်မမွေစကားပြောပြစ်တယ်သူကတော့ဘာဖြစ်လဲဆိုတော့အဲ့ဒီအချိန်မှာသူ relationship သူရဲ့ relationship ပေါ့နော်သူအကြာကြီးတိဆောက်ခဲ့ relationship တကူက break up ဖြစ်သွားတယ်ဖြစ်သွားပြီးတော့နည်းနည်းစိတ်ညစ်နေတဲ့အချိန်ပေါ့အဲ့ဒီမမို့သူ့ကိုစကားပြောရင်လည်းသူ့အဲ့ဒီအကြောင်းလေးသူပြောပြပြတာပေါ့နော်ပြောပြပြတော့ဘာလဲဆိုတော့မမို့တို့အိမ်မှာဟိုရေပိုက်တစ်ခုရှိရဲ့ရေပိုက်ကနေရေကဆက်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 နေကြာတယ်ကြာနေတဲ့အခါကျတော့အဲ့ဒီရေပုံအဲ့ဒီရေပိုက်အောက်မှာရေပုံကြီးတစ်ပုံခံထားရတာပေါ့အဲ့ဒါကြာနေတော့ရေပိုက်ပြင်နေဆရာကိုဖုန်းဆက်တဲ့အခါကျတော့သူက ဟိုခီးသွားလိုက်အောင်မဲ့ပိတ်ရက်တွေပါပြီးတော့มาပဲပေါ့เนาะပြန်ပြီးတော့ဟိုလာလုံနိုင်မယ်ဆိုတော့အေးမတက်နိုင်ဘူးပေါ့ဆိုတော့အရေပုံးကြီးခံတာပဲအေးဆက်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 ကြာနေရယူပဲစိတ်ဆင်းရဲစွာနဲ့ကြည်နေရပါလှုပ်ဆရာခိုင်းဆရာရှိလဲအေးရေပုံးကြီးခွာကြော်သွားရေရလဲကြာရှန်နေဟာလဲရှန်ပေါ့လေရှန်နေရဲ့အခါလဲရှန်နေပေါ့ရေရအဲ့လိုမျိုးဖြစ်နေဒါပေမဲ့ဟိုမုံမုံတို့အိမ်မှာပိတ်ရက်မှာရေရခဏပေါ့เนาะအကြောင်းတစ်ခုအကြောင်းရေမလာဘူးရေပြတ်သွားတယ်ခဏအဲ့ခါမှာပါလဲဆိုတော့ဟာ အဲ့ရေပုံးတွေကရေပဲသွားကပ်ပြီးတော့သုံးသွားတာပေါ့နော်သုံးသွားတဲ့ခါကျတော့အမလီတော်သေးရပေါ့အဲ့ရေပုံးကြီးနဲ့ခံထားလို့အမလီရေပိုက်ပေါက်နေရပဲကျေးဇူးတင်ရမလို့ရပြင်ရေပိုက်လာမပြင်ပေးသေးတာပဲကျေးဇူးတင်ရမလို့ပြင်အဲ့လိုမျိုးပေါ့နော်ကျတော့အဲ့ဒါလေးကိုမမောကအဲ့မမောရဲ့မိတ်ဆွေတယောက်ကိုမမောကသူ့ကို share လုပ်ပြတာအခု तू ဒီမှာဒီကိစ္စမှာသူ break up ဖြစ်သွားတယ်သူအရင်စိတ်ညစ်နေရဆိုပေမဲ့လေဒါကတခုခုကောင်းမှုအကြောင်းကြောင့်လေဒါဖြစ်လာနိုင်တယ်ပေါ့နော်ဒီခါလေးကြောက်လို့ရှင်အရာရာဟာဖြစ်လာရဲဆိုတာတွေက သူကလည်းသူအကြောင်းမဲ့ဖြစ်နေရမျိုးမရှိဘူးတခု reason တခုအမြဲတမ်းရှိနေတယ်ဆိုတဲ့ဟာလေးကိုမမို့သူ့ပြောပြရင်လည်းဩဒါလေးရောစာလေးလေးရေးလိုက်မယ်ပေါ့နော်ဆိုပြီးမမို့ရေးလိုက်တာဟာအဲ့စာလေးကဟုတ်ကဲ့ပါအဲ့တော့စနေရတော့လည်းတကယ်ကိုခွန်အားရစီနော်အဲ့ညဆိုလဲ အချင်းချင်း share ပြကြရတယ်ပြီးတော့မမွန်နဲ့လည်းဟာဒီ topic ကိုလုံးဝဖြစ်မယ်ဆိုရင်အတွေးလေးဝင်သွားရပေါ့နော်အဲ့တော့မမွန်ရေနောက်ထပ်လေးပြောချင်တာလေးတစ်ခုကကြတော့စနေရိုးပေါ်ရမှာပေါ့နော်ဟိုအဖြစ်ပြက်တိုင်းဖြစ်ပြက်လာတာတွေကအကြောင်းမဲမဟုတ်ဘူးပြီးတော့ transformation တိုင်းရလဲပေါ့နော်ဒီအကြောင်းမဲဖြစ်လာတာမဟုတ်ဘူးဆိုတော့ပဲဒီ mindset လေးကိုကြတော့ဟိုမမွန်အမြင်နဲ့ပေါ့နော်အဲ့နောက်ထပ်ကဘလို့အတွေးလေးထပ်ကွန်တွေးပြီးတော့ရေးပြစ်သေးလဲရင်ဒါလေးလေးပြပြပါလား ဟုတ်အခုနကစမ်းပြောရတဲ့အထဲမှာဆိုလို့ရှိရင်ဒါ transformation ဆိုရဲစကားတခုပါလာပေါ့နော်အဲ့တခါလေးကြောက်လို့ရှိရင်လူတွေကအဲ့လိုမျိုးဟိုရုတ်တရက်ဟိုစိုးတဲ့အခြေအနေပေါ့နော်ကြုံရတာမျိုးရှင်မုံမုံဆိုလို့ရှိရင်မုံမုံ talk တွေမှာအများကြီးပြောရတဲ့အဲ့လိုမျိုးအမြဲတမ်းဥပမာပေးတဲ့ဟိုလူတွေအဖြစ်ရတည်ပေါ့နော်ရှိရပါလေဆိုတယောက်ဆိုလို့ရှင်နေတော်တော်သူ့သူ့ဘဝမှာလုံးဝဟိုဘာမှဟို ဟိုဘလုံးမအစင်မပြေနိုင်တော့ဘလုံးက dead end ကြီးပေါ့နော်ဘာမှထွက်ပေါက်ကူမရှိအောင်ဆိုတော့အခြေအနေကြီးတခုကိုသူကြုံဆုံရတယ်။ဒါပေမဲ့ဘာဖြစ်လဲဆိုအဲ့ဒီကနေပြီးတော့သူကပြန်ပြီးတော့ဟိုရောက်လာတဲ့အခါကျတော့ဘာဖြစ်သွားလဲဆိုလို့ရှိရင်သူ့မှာ စိတ်ပိုင်းဆိုင်ရာအရာပြောင်းလဲမှုတွေတွေးလိုက်ရတယ်เนาะအများကြီး changes တွေဖြစ်သွားပါဘောเนาะဒါဟိုလုံးဝဟိုမဖြစ်နိုင်တော့ဘူးဆိုတဲ့အခြေအနေကနေပြန်ပြီးတော့မျှော်လင့်ချက်ရောင်ကြီးပြန်ပြီးတော့မျှော်လင့်ချက်ရောင်ကြီးတန်းလာရဲအဲ့အားမျိုးပေါ့เนาะတယောက်ဆိုလို့ရှိရင်လည်းဒီလိုမျိုးပဲအလုံးမှာဘာဖြစ်လဲဆိုလူ short ခံရတယ်เนาะ ဟိုအဆင်မပြေတာဘာညာနဲ့ဆိုလူရှုပ်ခံရတယ်ဒါပေမဲ့အဲ့ဒါစိတ်ညစ်တာပေါ့နော်လူရှုပ်ခံလူရှုပ်ခံရဆိုအလုပ်ပြုတ်တာပဲလေပြောရမယ်ဆိုရင်တော့ဒါပေမဲ့ဘာဖြစ်လဲဆိုတော့နောက်ထပ်ရတဲ့ဟာမှာအရန်ကောင်းတာဖြစ်နေတယ်အဲ့လိုမျိုးပေါ့ အဲ့တော့ तू ကဒီမာတာလူရှုံမခံရဘူးဆိုလို့ချင်းဒီအလုပ်ကလေးထဲမှာပဲ तू လိမ့်ဖဲလိမ့်ဖဲနဲ့ तू သွားနေမှာပဲဒီလစာလေးနဲ့ပဲဒါပေမဲ့အခုရှုံခံရတဲ့အထဲမှာပါတဲ့အခါကျတော့နောက်တစ်ခုပြန်ရတဲ့အခါမှာအရန်ကောင်းတဲ့ဟာမျိုးရှိအဲ့တော့ဒီခါလေးကြောက်လို့ချင်းမဟုတ်လို့ဒီလိုမျိုးပဲ relationship တွေပါရမှာဆိုလို့ချင်းလည်းဒီလိုပဲတစ်ခုနဲ့ပြတ်ဆဲသွားပြီးပြီးတော့ဒါကြီးကပြီးသွားပြီပေါ့နော်ဆိုပေမဲ့လည်းအဲ့ဒါကတကယ်တော့မပြီးသေးဘူးဘာဖြစ်လို့လဲဆိုတော့ပြီးသွားပြီဆိုတဲ့အရာတွေကဘာဘာဖြစ်နေတတ်လဲဆိုလို့ချင်းနောက်ထပ်အစတစ်ခု သွားဖြစ်နေတတ်တယ်။အဲဆိုတကားပေါက်တစ်ခုကပိတ်သွားပြီမဲ့အဲ့ဒီတကားပေါက်ပိတ်သွားတယ်ဆိုတော့ဘာလဲဆိုလို့ရှိရင်နောက်နောက်တကားချက်တစ်ခုထပ်ပြီးတော့ပွင့်သွားတာမျိုးလည်းဖြစ်တယ်ပေါ့နော်။အဲ့တော့ transformation ဆိုတဲ့သဘောတဘာဝဒီလိုပဲပြောင်းလဲမှုတွေရှိလာမယ်ဆိုလို့ရှိရင်အဲ့ဒီပြောင်းလဲမှုတွေကိုနေမမလို့ဘယ်လိုရှေ့ဆက်ပြီးတော့ move on လုပ်သွားမလဲဆိုတဲ့အတွေ့အကြောင်းမလို့ဘလို move on လုပ်သွားလို့ရမလဲပေါ့เนาะအဲ့ဒီမှာသူကအပြောင်းလဲတွေဖြစ်လာပေါ့အဲ့ဒီမှာပဲဟိုကိုတင်ကန်းစာယူစရာရှိရယူရမယ်ဒါပေမဲ့အဲ့လိုမျိုးပြောင်းနေရဆိုတဲ့အချိန်မှာတော့မမုံတော့ စိတ်ညစ်တတ်တယ်စိတ်ညစ်တတ်တယ်ပေါ့နော်အဘာတွေလဲမသိဘူးမသိချောင်းမှုတွေရှိရဟာဒီလိုမျိုးကြီးလားမသိဘူးဒါဆိုရင်မလုပ်ချင်းဟိုဆိုမလုပ်ချင်းဒါမျိုးတွေရှိဒါပေမဲ့အဲ့လိုမျိုးပြောင်းလဲလိုက်တာကြောင့်မလို့ကောင်းနိုင်တဲ့အခြေအနေရလဲဒါရှိရလို့မမလို့ယူဆရမှာဖြစ်တယ်မင်္ဂလာညနေခင်းပါရဲ့87.9 healing talk ကနေပြီးတော့အားလုံးပြန်ပြီးကြိုဆိုပါရစေ။အခုကတော့စိုင်းစင်မမောင်အောင်စီနဲ့အတူတူစန်းတီးရတို့ topic လေးဆွေးနွေးနေရပါတော့။အဲ့ကိုစန်းကြီးမိခွန်လေးဆက်ပြီးမေးရအောင်နော်မမော။ ဟုတ်ကဲ့ပါအဲ့တော့ကျွန်တော်တို့ခုပြောနေတာတော့ဘယ်အားမှအကြောင်းမဲမဟုတ်ဘူးဆိုတဲ့အကြောင်းလေးပေါ့နော်မမွန်နဲ့အတူတူပြောနေရပါအဲ့တော့ဒီထဲမှာအဲရေးထားလေးတခုကျွန်တော်တွေ့ရပေါ့နော်တော့ဘာလဲဆိုတော့အစိုးတခုဂျုံစုံရတဲ့ခါမှာပေါ့ဒီကြောက်လန့်တကြားထွက်ပြေးတာမျိုးလုံးဝမလုပ်ပါနဲ့အဲ့မှာရေးထားပေါ့နော်လဲပြိုကျင်နေဆိုလို့ရှိရင်ခဏလောက်ခွင့်ပြုလိုက်ပါအဲ့တစ်ချိန်မှာပြန်ပြီးတော့ကိုကဒီယုံထားရမယ်ဆိုရဲတတိလေးပေါ့နော်ဒါလေးကတ်ဖို့လိုပါတယ်ဆိုပြီးမှရေးထားပေါ့နော်အဲ့တော့တကယ်တမ်းကိုကယုတ်တရက်အဲဂျုံလာတဲ့အစိုးလောကရန်တွေပေါ့နော်ကိုဂရိုင်းထိတ်လန့်ဒီတုံလုပ်ပြီးတော့ဒီကြောက်လန့်တကြားဖြစ်မိတာ လူတိုင်းလူတိုင်းပေါ့နော်ဒရုန်းကလည်းကြောက်ကြရတယ်ဒါလူသဘာဝဆိုတော့မတ်မွန်ရေးထားသူရင်ဆိုင်ဖြည့်ရှင်းနိုင်အောင်ပေါ့နော်အဲ့အချိန်မှာတကယ်ကြုံနေချိန်မှာဘယ်လိုမျိုးလုပ်ရမလဲဆိုတော့စိတ်ခွန်အားလေးအဲ့ကြောင့်နေနေတော့ပြပြပါအောင်နော်မဟုတ်ဆိုတော့မတ်မွန်ဆိုလို့ရှိရင်လေအမြဲတမ်းကိုယ့်အကူလည်းမတ်မွန် ိုရဲ့ဘဝပေါ့နော်ကိုကိုအခုဆိုလို့ရှိရင်မဟုတ်ဘူးအသက်55ပေါ့ဆိုတော့လူလူလောကကြီးမှာအသက်အနည်း40ကျော်ပေါ့နော်နေလာတဲ့လူတယောက်အနေနဲ့အမျိုးသမီးတယောက်အနေနဲ့ကြုံခဲ့ရတဲ့အဆိုးတွေဆိုတာလည်းမဟုတ်မှစင်မလည်းရှိတာပေါ့နော်ဒါပေမဲ့အအရင်တော့ဆိုလို့ရှိရင်ဘယ်လိုမျိုးဖြစ်လဲဆိုတော့ကိုငယ်နေငယ်တဲ့အချိန်မှာပေါ့နော်အဲ့တော့တော့တခုခုဖြစ်တယ်အဆိုးတခုကြုံရတယ်ဆိုလို့ရှိရင်အဲ့လိုမျိုးပဲအရင်ပဲအဲ့လိုတိမ်မတက်ခံစားရတဲ့ဟာမျိုးပေါ့နော်အဲ့လိုမျိုးအရင်ကြောက်တယ်ပြိုလဲသွားတယ်ဆိုတာမျိုးရှိပေမဲ့အခုနောက်ပိုင်းကျတော့ဘာ ောင်းမြင်လာလဲဆိုလူရဲ့ဘဝသွားနေတဲ့ဟိုအဖြစ်အပျက်တွေမှန်သမျှအကုန်လုံးကအစိုးနဲ့အကောင်က pattern pattern နဲ့ပဲသွားနေအရာရာလေ pattern နဲ့ပဲသွားနေဒီဒီပုံစံတစ်ခုပေါ့နော်ဒီပုံစံပဲကောင်းလာလာမယ်ပြီးအဲ့ဒီကောင်းလာတယ်ဆိုတာလဲအကြ ాయి ရောဖြစ်နေမှာမဟုတ်ဘူး ဟိုပြီးလို့ရှင်စိုးရလာတယ်။အဲ့လိုမျိုးစိုးရလည်းအကြာကြီးဖြစ်နေရမို့ပြီးလို့ရှင်ကောင်းတာလားအဲ့လိုမျိုးပေါ့။ဆိုတော့အရာအားလုံးကဘာလဲဆိုလို့ရှင်ဒီကမ္ဘာလောကရဆန့်ခြင်းပဲသဘောတရားတွေအကုန်လုံးပေါင်းဆက်ဖွဲ့စည်းထားတာပဲ။ဖူရှင်အမရှိရဲ့။အဲ့လိုမျိုးပေါ့။ကောင်းတာနဲ့စိုးရဖြူရမေးတာအဲ့လိုမျိုးပေါ့နော်အဆရှိတယ်။အဲ့တော့သူကသူ့ပက်တန်နဲ့သူသွားတာ။အဲ့တော့အစိုးရကြုံရတဲ့အခါတိုင်းမှာ ကိုကဘယ်လိုမျိုး positive outlook ပေါ့နော်။ဘာလဲဆိုလို့ရှိရင်ပို့ပြီးတော့ကောင်းတယ်မျှော်လင့်ချက်ကလေးတခုထားလိုက်တာမျိုးပေါ့။ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ပို့ဒီဟာကြုံတယ်။အဲ့တော့ကောင်းတာတခုကလည်းတစ်ချိန်မှတော့မလွဲမသွေဖြစ်လာအောင်မှာပဲဆိုတာသိကြရပေါ့။အဲ့တော့ဘာလဲဆိုလို့ရှိရင်နောက်ပြီးတော့စိုးနေတဲ့အခြေအနေတွေမှာပဲဘာလဲဆိုလို့ရှိရင်ကောင်းတဲ့အခြေအနေဆိုတာလည်းသေချာပေါက်ကိုရှိတယ်။အဲ့တော့အဓိကဘာလဲဆိုတော့စိုးတာတခုကြုံရရဆိုလို့ရှိရင်အဲ့ဒီထက်ကနေပြီးတော့မမုံတော့ဘယ်လိုသင်ခန်းစာတွေယူမလဲ။ဒါအဓိကပေါ့နော်။အမ် မမုံဆိုလို့ရှိရင်ဥမာတခုပြောရမယ်ဆိုမမုံအသက်16နှစ်မှာမမုံအဖေဆုံးတာပေါ့အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အိမ်မှာကားမောက်မဲ့သူမရှိဘူးဆိုတော့ကြက်ခါးလေးလမ်းပေါ်ရောက်သွားတယ်အဲအဲ့လိုမျိုးပေါ့နော်ရှာဖြစ်အောင်လုပ်ရအောင်ပေါ့နော်နောက်အသက်24မှာကျတော့အဖွာဆုံးတယ်ဟောအဖွာဆုံးတဲ့ခါကျအဖွာကျတော့မမုံဘဝမှာသူကလို့အကုန်လိုက်လှုပ်ပေးပြီးအိမ်မှာလည်းဥဆောင်နေအဖွာကလေအဲ့လိုမျိုးဆိုတဲ့အခါကျတော့ သူကမမအသက်24မှာသုံးတဲ့ခါကျချက်ချင်းပဲ automatically လုံးဝလူကြီးဖြစ်သွားတယ်သူ့နေရာရဲ့အကုံရောက်သွားတယ်ဒီပဲငွေကြေးကိစ္စကင်တွေရတာဖြည့်ရှင်းရတာအလုပ်ကိစ္စတွေအိမ်ကိစ္စတွေဟိုကနေဒီကနေသိရမလားအဲ့လိုမျိုးပေါ့လူကြီးတွေထားခဲ့တော့ဟိုမရှင်းလင်းသေးတော့အရှုပ်တွေလိုက်ရှင်းရတာအစားအဲ့လိုမျိုးချက်ချင်းလူကြီးဖြစ်သွားတယ်ဆိုတော့ဒါမျိုးတွေပေါ့ဟိုဆိုးအဲ့ဒီအချိန်မှာ ဆိုးတယ်ဟုတ်တယ်ဒါပေမဲ့အဲ့ဆိုးတာတွေကြားထဲမှာပဲကောင်းတာတွေဖြစ်လာပါဘောနော်ဆိုတော့မမို့ဆိုအဲတော်များများပြောကြတယ်မမို့က strong ဖြစ်တယ်လို့ပါတော့အဲ့လိုမျိုးပြော strong ဖြစ်တယ်ဆိုတာဟိုဘယ်တော့မှမပြိုလဲပဲနဲ့တစ်ချိန်လုံးလဲမထောင်နေနိုင်ပြီးတော့အဲ့လိုမျိုးလဲမဟုတ်ဘူး strong ဖြစ်တယ်ဆိုတာဘာလဲဆိုတော့ကိုယ်လဲပြိုမယ်ဆိုလို့ရှိရင်အဲ့လဲပြိုဖို့ခွင့်ပြုနိုင်တဲ့သူဖြစ်ရမယ်ဘာလို့ဆိုလူတွေက လူတွေက just လူတွေပဲအကုန်လုံးကလေလူသားတွေကြီးပဲခံစားတတ်တယ်ငိုကြွေးတတ်တယ်လဲပြိုတတ်တယ်ဟုတ်တယ်မလားဘသူမှကျမအမြဲတမ်း strong ဖြစ်နေရဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးဒါပေမဲ့ strong ဖြစ်တယ်ဆိုတာ emotionally strong ဖြစ်တယ်ဆိုတာဘာလဲဆိုတော့ကိုလဲပြိုစရာရှိလို့ရှင်တယ်လဲပြိုခွင့်ကိုပြုလိုက်ပါဒါပေမဲ့အဲ့ရနေပြီးတော့ပဲကိုကတေချာပေါက်တော့ကိုပြန်ပြီးတော့ထလာရမယ်ထလာဖို့အကြောင်းတွေကလည်းရှိရဲဆိုတော့ကိုကကိုပြန်ပြီးတော့ remind လုပ်တာမျိုးပဲဖြစ်တယ်ဟုတ်ကဲ့ပါမမောပြီးတော့လေဇနီးရတို့ဘောနော်ဒီ ဟုတ်ကိုရဲ့လက်ရှိအနေထားကိုလည်းတစ်ခါဆိုင်မေးလျော်နေကြကိုမှာပြည့်စုံနေပါရဲ့နဲ့သူများကိုအားကြတာမျိုးတွေเนาะဒီလိုမျိုးကြီးလည်းဖြစ်တတ်ကြရတယ်အဲ့တော့ကိုမှာမြဲလိုဘတွေကမပြည့်နိုင်အောင်မမွန်ရဲ့အဲ့တော့ကိုကို satisfy ဖြစ်ဖို့အတွက်ကဘလို့စိတ်ကလေးတွင်းရမလဲပေါ့เนาะဒီအကြောင်းလေးလည်းပြပြပေးပါလားဒီခါလေးကြောင့်မမွန်တော့လေအခုကိုရောက်နေတဲ့နေရာပေါ့เนาะကိုရောက်နေတဲ့နေရာဒီကေတော့ကိုရွေးချယ်ထားတဲ့နေရာမျိုးပဲဖြစ်တတ်တယ်အဲ့တော့ကိုကဒါပေမဲ့ကိုကအသေးစိတ်ရှိရှိရွေးချယ်ထားထားခဲ့တာလည်းဖြစ်နိုင်တယ် အသေးစိတ်မရှိဘဲနဲ့ပေါ့နော်ဒီလိုပဲဟိုဟိုဥကြောင်ကြောင်နဲ့ပေါ့နော်ဒီလိုမျိုးနေရာတခုရောက်လာမှုလဲဖြစ်နိုင်တယ်ဒါပေမဲ့တခုကပါလဲဆိုလို့ချင်းကိုရောက်တဲ့နေရာကိုကိုရောက်တဲ့နေရာမှာကိုကမကြေနပ်ဘူးဆိုကိုရဲ့ဘဝမှာပျော်ရွှင်မှုဆိုတာမရနိုင်ဘူးအဲ့တော့ကိုကကိုဒီနေရာတော့ရောက်နေရယ်ကိုကအသေးစိတ်ရှိရွေးချယ်ခဲ့ရလဲဖြစ်မယ်မရွေးချယ်ခဲ့ရလဲဖြစ်မယ်ဒါပေမဲ့ကိုရောက်နေတဲ့နေရာလေးကတော့ဒါကိုနဲ့အထိုက်အတန့်ဆုံးနေရာပဲလို့မဟုတ်ဘူးလို့အနေနဲ့ယူဆရမှာဖြစ်တယ် ဟုတ်ဆိုမမအဲ့အဲ့ဒီဟိုမမရေးခဲ့တဲ့စာလေးရဲ့မှာဆိုမမရေးထားတာရေးထားတာဟို example တခုရှိတယ်ဒါ World Trade Center ကြီးเนาะဒါတိုက်ခိုက်ခံရတဲ့အချိန်တုန်းက အဲ့ဒီမှာမူအဲ့ဒီတိုက်ခိုက်မှုမှာမပါဘဲနဲ့ကြံခဲ့တဲ့လူတွေပေါ့နော်ဘာလို့ဆိုဒီစန်တယ်ကြီးဆိုတာရုံးနေကုမ္ပဏီအများကြီးရှိရယ်လေဆိုတော့အဲ့မှာ live လို့ရုံးတက်ကြရယ်အဲ့ဒီလူတွေအကုန်လုံးဘာဖြစ်လဲအဲ့ဒီနေမှာဒုက္ခတွေရောက်ကြရယ်တေးရဲသူလည်းတေးအဲ့လိုမျိုးပေါ့နော်အဲ့တော့အခုချိန်မှာကြံခဲ့တဲ့ survivor ပေါ့ဒီသူတို့ anniversary ရှိရယ်မလားဒီကဘယ်နှစ်ပြည့်လို့ပါတော့ဆိုတော့အဲ့ဒီလူတွေ ਨੇ တော့တွေးဆုံနေစကားပြောတဲ့ခါမှာတယောက်ချင်းစီကိုမေးကြည့်ရပေါ့နော်အဲ့ဒီအဲ့ဒီနေကဘယ်ရောက်နေလဲ ဆိုတော့ပြောကြရလေမကလေးอ่ะအကြောင်းအင်ကြီးလဲနေရမပြီးသေးလို့သိရမလားနောက်ကြသွားတယ်ကားတော့ရှာမတွေ့လို့ဘတ်ကားမမီလို့တော့တက္ကစီငားလို့မရလို့အစရှိတပြင်အဲ့လိုမျိုးပဲအဲ့တော့တခါလေကျောက်လို့ရှင်ကိုယ်စိတ်အနောက်ဆက်ဖြစ်စရာလေးကိုကြုံရတာမျိုးရှိတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒါပေါ်မှာသွားပြီးတော့ blame မမလုံနဲ့ပေါ့နော်ဘာလို့လဲဆိုကိုအခုရောက်နေတဲ့နေရာကိုတကယ်ရောက်သင့်လို့ရောက်နေတာသူတို့သူတို့အဲ့ဒီနေ့မှာဘာလို့စိတ်အနှောက်အယှက်တွေဖြစ်ပြီးတော့အဲ့လိုမျိုးကလေးအကြောင်းနောက်ကြကားတော့အရှာမတွေ့အဲ့လိုမျိုးတွေဖြစ်နေရလဲဆိုဒီဒီဒီဟိုအဖြစ်အပျက်ကြီးရမှာသူတို့ပါသွားเสียအကြောင်းမရှိတဲ့အတွက်ကြောင့်မလို့သူတို့ကအဲ့ဒီနေရာမှာရောက်နေတာအဲ့စိတ်အနှောက်အယှက်ဖြစ်တာတွေကိုသူတို့ခံစားနေရတာအဲ့တော့ဟို ဘသူမှမသိနိုင်ဘူးမမုံတို့ရဲ့ future ကဘာတွေကို hold လုပ်ထားလဲဆိုတာမသိနိုင်ဘူးအဲ့တော့ဘာလဲဆိုကိုရောက်နေနေရမှာပဲကိုကအကောင်းဆုံးလေးနေလိုက်မယ်နော်မစိုးရိမ်ဘူးနော် go with the flow ပေါ့နော် flow လေးအတိုင်းပဲကိုသွားနေမယ်ကိုနေရာလေးကိုကိုကျေနပ်နေမယ်ဆိုလို့ရှိရင်တော့အဲ့ဒီလိုအဲ့အချိန်မှာကိုပဲစိတ်ရဲ့အငြိမ့်မှုလေးတခုလည်းခံစားရမှာပဲဖြစ်ပါတယ် ဟုတ်တခါတရံကြရင်လေလေလူဆိုတာလောဘတွေရောအတော်မတတ်နိုင်အောင်မမွန်ရဲ့တီလားအဲ့တော့ကိုကဒီ satisfy ကိုကိုမဖြစ်ဘူးအာထက်တခါတခါဖြစ်နေတာတွေအောင်မြင်ခြင်းစိတ်တွေလို့အလူလောဘတွေများလာအရင်အရာတွေများနေရောဘလို့ဘလို့အရာတွေကိုဟိုချိုးနှိမ်ရမလဲပေါ့နော်ဒါလေးလေးဆွေးနွေးပြပါလားအဲ့ဒီလေဟိုလောဘဆိုတာပေါ့နော်လောဘဆိုတာကလေ ဟိုမုံတို့တရားသဘောနဲ့ကြည့်လို့ရှင်တော့ဒါလောဘဆိုအကုသိုလ်စိတ်တိတ်ပေါ့လောဘဒေါသမောဟအစရှိသဖြင့်ပြောကြပါဘောနော်ဒါပေမဲ့ဒီကနေ့ကျတော့မုံမုံတို့ကိုယ့်ရဲ့လူလောကကြီးမှာမုံမုံတို့ drive လုပ်နေရပေါ့နော်ကိုယ့်အကူနေရာတစ်ခုရောက်ဖို့ drive လုပ်တာရှိမယ်အခြေအနေတစ်ခုရောက်ဖို့ drive လုပ်တာရှိမယ်အဲ့ဒီခါမှာမုံမုံတို့ဟာဟိုဒီလူဘဝနဲ့ရှင်ပြီးတော့ပြောရမယ်ဆိုလို့ရှင်တော့လောဘရှိနေရောမှာပဲဥမာထားလိုက်ပါတော့ចောင်းသားတယောက်ကသူကဆံမွေးအောင်ခြင်းမှာပဲစာကျက်မှာလीအ သမွေးအောင်ခြင်းနေဆိုရဲလောဘရှိအောင်မှာပဲသူကစာချက်မှာအဲအဲ့လိုမျိုးပေါ့အဲ့တော့မမလို့ပညာရှာရဲ့နေရာမှာစီးပွားရှာရဲ့နေရာမှာကတော့ဟိုထိုက်တဲ့နဲ့လောဘဆိုတာရှိတယ်နေဟိုမလို့လောဘရောမဟုတ်ဘူးပေါ့နော်အရန်ကို greedy ဖြစ်ပြီးရောတဲ့မလားသူများဘာဖြစ်ဖြစ်ပြီးရောတဲ့မလားကိုရဖို့ပဲဆိုရဲအတအရန်ကြီးရဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့ဒါပေမဲ့မမလို့ဒီမှာရှိတဲ့ရှိတိုက်တဲ့လောဘဆိုတာရှိရမယ်အဲ့လိုရှိမှပဲမမလို့အလုပ်တွေလုပ်နိုင်မှာ哦ဆိုတော့ဒါကတော့ဟို ဘလို့ပြောရမလဲ healthy ဖြစ်တဲ့လောဘလို့ပဲပြောရမလားတော့မသိဘူးဒါပေမဲ့အဲ့အမျိုးရှိနေရောမှာပဲဥမာမမို့ဆိုလဲစာရေးနေရဲဆိုတော့စာအုပ်တုပ်ဖြစ်ဖို့ဆိုလို့ရှိရင်ဒါအဲ့ဒါကိုပြီးကျင်တဲ့ဆန္ဒရှိရမယ်ထုတ်ကျင်တဲ့ဆန္ဒရှိရမယ်လောဘရှိရမယ်ဆိုတော့အဲ့ဒါမှပဲ ဖြစ်လာမှာလေအဲ့ဒါလောဘမရှိဘူးရဖြစ်ချင်တဲ့အချိန်မှာဖြစ်ချင်သလိုဖြစ်ထွက်ချင်တဲ့အချိန်မှာထွက်ချင်သလိုထွက်ဆိုလို့ရှိရင်ကိုယ့်အကူပြင်းနေရနဲ့ကိုယ့်အကူအချိန်ဆွဲနေရနဲ့ပဲဘာမှဖြစ်လာတော့မှာမဟုတ်ဘူးပေါ့နော်ရောခုနဆမ်းမေးရဲ့မိကွန်ပြောရမယ်ဆိုလို့ရှိရင်တော့မဟုတ်ဘူးတို့ဒီလောကမှာတော့ဒီပညာရှာရဲ့နေရာမှာစီးပွားရှာရဲ့နေရာမှာအလုံးလုံးတဲ့နေရာမှာတော့ထိုက်တဲ့နဲ့လောဘဆိုတာတော့ဘာမှအပြစ်မဖြစ်ဘူးလို့ပဲမဟုတ်ဘူးဖြေချင်တယ် မင်္ဂလာနေ့နေ့ကမှနေအလုံးပြည့်မိကြစို့ပါရယ်87.9 healing talk ကိုတင်ဆက်ပေးနေရဖြစ်ပါရယ်ရှင်ဟုတ်ကဲ့ပါเนาะအဲ့တော့ကျွန်တော်ခုတင်ဆက်ပေးနေတာတော့ဆ ्याम မဟောစင်းနဲ့တူတူဒါဆ ्याम ရေးသားထားတဲ့ဘေးအားမှအကြောင်းမဲမဟုတ်ဘူးဆိုတဲ့အကြောင်းလေးကိုကျွန်တော်တို့တင်ဆက်ပေးနေရဖြစ်ပါရယ်အဲ့တော့အာမမွေနောက်တစ်ခုကြတော့လေဒီကို့မှာပေါ့ဒီဆုံးရှုံးသွားတာတွေကိုတွေးတွေးပြီးတော့ကိုယ်ကစိတ်မကောင်းဖြစ်ပြီးတော့တနုံတနုံတော့အဲ့ဒါကိုပြန်တွေးပြီးတော့ကိုကိုရိုင်းလည်းမထူနိုင်ဖြစ်နေမယ်ဆိုလို့ရှင်ရောအဲ့ဒီအချိန်မျိုးမှာကိုယ်ကဘာဆက်လုပ်တယ်လဲအဲ့ဒါလေးလည်းနည်းနည်းတော့ပြောပြပါအောင်နော်မှာ အမ် ဆုံးရှုံးမှုဆိုတာလေလူတိုင်းစီမှာရှိရပဲပေါ့နော်ဘယ်သူမှဆိုဆုံးရှုံးမှုဆိုတာရှိတယ်တာရီကလည်းမမုံတို့အမြင်နဲ့ကြုံနေရအဲ့တော့အရှင်မမုံပြောသလိုမျိုးပေါ့နော်ဆုံးရှုံးမှုတွေရနေပြမမုံတို့ဘာတွေရနိုင်မလဲဘာသင်ခန်းစာတွေရနိုင်မလဲအဲ့ဒီတစ်ခုကတော့ရှားရမှာပေါ့နော်နောက်တစ်ခုကတော့ဘာလဲဆိုတော့ဟို ပြီးခဲ့ရတာကပြီးသွားပြီပေါ့နော်ဆုံးရှုံးခဲ့ရတာကလည်းဘလို့ပဲဆုံးရှုံးခဲ့ဆုံးရှုံးခဲ့လူပဲဖြစ်မယ်လူဖြစ်လည်းဖြစ်မယ်နော်ကိုချစ်တဲ့အိမ်မွေးတရိစံလေးတောင်မှပါနိုင်တယ်ဆုံးရှုံးမှုတွေမှာကိုယ့်ရဲ့ပိုင်ဆိုင်တဲ့အဥ္စာပစ္စည်းဒါမျိုးတွေလည်းပါနိုင်တာပဲဒါပေမဲ့လည်းဆုံးရှုံးလိုက်ရပြီဆိုတဲ့အခါမှာတော့ဒါပြီးသွားပြီပေါ့ဘာမှပြန်လုပ်လို့မရတော့ဘူးအဲ့တော့အဲ့ဒီကနေဘမုံတို့ဘလို့တင်ကန်းစာမျိုးယူရမလဲဆိုတာပေါ့နော်ဒါမှမဟုတ်စဉ်းစားလို့ရတယ်နောက်တစ်ခုကတော့ဟို ဘလိုမျိုးမြင်မိလဲဆိုမမွန်အနေနဲ့ဆိုဘလိုမြင်မိလဲဆိုလို့ရှိရင်ဘဝကလေတခါလေးကျတော့ game ကစားနေသလိုပဲပေါ့နော် game တခုကိုကစားနေသလိုပဲဘာဖြစ်လို့လဲဆိုတော့ဟိုမမွန်တို့ TV game ဆော့ရယ်ဆိုလို့ရှိရင်အများမဲဟိုနိုင်တဲ့အခါလေးနိုင်နေပေါ့နော်မနိုင်တဲ့အခါလေးမနိုင်ဘူးတခါလေးကျရင်လည်းအမှတ်တွေအများကြီးရတယ်တခါလေးကျရင်လည်းအမှတ်တွေအများကြီးမရဘူးဒီလိုမျိုးပဲ ဲ့လိုမျိုးပဲမဟုတ်ဘူးတော့ကြာတာပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာတော့ဘာဖြစ်လဲဆိုလို့ချင်း game က game over တော့မလွဲမသွေဖြစ်ကြတာပဲပေါ့အဲ့တော့လူဘွားကြီးမှာဆိုလို့ချင်းဘာလဲဆိုလို့ချင်းမဟုတ်ဘူးတော့တကယ်မှာတိတ်ဆုံးသွားတဲ့အချိန်ပေါ့နော်ကွယ်လွန်သွားတဲ့အချိန်ကဘာလဲဆိုလို့ချင်း game over ဖြစ်သွားတဲ့အချိန်ပဲ ဆိုတော့မမုံတော့ game ကစားနေရတော့မှန်တယ်ဒါပေမဲ့လူတိုင်းကတော့ဒီချိန်မှာတော့ game over ဖြစ်တယ်ဒါပေမဲ့မမုံတို့ဒီလိုမျိုးရှင်သန်သွားတဲ့အချိန်ပေါ့နော်တောက်လျှောက်မမုံတို့ဒီဘဝမှာနေထိုင်သွားတယ်ဆိုတော့မမုံတို့အမှတ်ဒီဘလောက်အများကြီးရအောင်လုပ်နိုင်ခဲ့လဲကိုယ့်ရဲ့ score ကဘလောက်ရှိသလဲဆိုတာကပဲမမုံတို့ဒီမှာနေသွားတဲ့ဟာဘလောက်အထိမမုံတို့ကိုအဲထိုက်တန်သလဲပေါ့နော်နော်အဲ့ဒါကမမုံတို့ဘဝတစ်လျှောက်လုံးမှာလုပ်ခဲ့တယ်နော် ဟို game နဲ့ game အနေနဲ့ပြောမှာဆိုကစားပွဲတွေမှာမဟုတ်ဘူးလို့ကစားခဲ့တဲ့အခါမှာရခဲ့တဲ့အမှတ်တွေပေါ့နော်အဲ့ဒီအမှတ်တွေ ਆ ပဲမဟုတ်ဘူးလို့အဆုံးဖြတ်ပြီးသွားတာပဲအဲ့ဘလူးဝဲဖြစ်နောက်ဆုံးမှာတော့ game over ဖြစ်ကြတယ်ဒါပေမဲ့ဘာဖြစ်လဲဟိုရှုံးတာတွေနိုင်တာတွေနော်ဆုံးရှုံးရတာတွေကြီးကွဲရတဲ့အဆုံးဓာတ်တွေကရှိနိုင်တယ်နော်ပျော်စရာတွေလည်းရှိနိုင်တယ်ဒါပေမဲ့ဘာလဲဆိုကိုကဘလူးအခြေအနေမျိုးမှာမဆိုကိုက အကောင်းဆုံးအနေအထားလေးကိုဘလို့ create လုပ်မလဲပေါ့နော်ဖန်တီးတိဆောက်မလဲရအောင်ယူမလဲဆိုရဲအခါမှာကိုယ့်ရဲ့အမှတ်တရလည်းများလာမှာပေါ့နော်အဲ့ဒါဆိုလို့ရှင်တော့ဒါဟိုကောင်းကောင်းမွန်မွန်လေးထိုက်ထိုက်တန်တန်လေးဒီဘဝလေးမှာနေခဲ့ရတယ်လို့ပဲပြောရမှာပေါ့ဟုတ်ကဲ့ပါမမုံပြီးတော့လေကိုအတွက်ဝင်ပြီးစေတဲ့ဟာတွေပေါ့နော်ဒါတွေကိုလည်းတစ်ခါကြီးကြားရင်လေကိုကလက်မလွတ်နိုင်ဘူးဖြစ်နေဝင်တော့ဝင်ပိုးတွေကိုထွေးပိုက်ထားပါပေါ့နော်အဲ့တော့ဒါတွေကိုပြပြတသားနဲ့လွှတ်ချလိုက်ဖို့အတွက်စိတ်ကလေးရောဘယ်လိုမွေးရမလဲအဲ့ဟာလေးဟိုကိုအတွက် ဝင်တော့ဝင်ဖို့ဖြစ်တယ်ပေါ့နော်ကိုတော့ဝင်တော့ဝင်ဖို့ဖြစ်တယ်ဆိုတာဘလို့အရာတွေကဝင်တော့ဝင်ဖို့ဖြစ်တာလဲဆိုတော့တို့ပြန်စဉ်းစားကြည့်မယ်ဆိုရင်ပေါ့နော်ဘလို့မျိုးအရာတွေကဝင်တော့ဝင်ဖို့ဖြစ်နိုင်လဲဆိုဥမာလူတွေပေါ့နော်ကိုနဲ့ပတ်သက်နေတဲ့သူတွေကလည်းကိုအတွက်ဝင်တော့ဝင်ဖို့ဖြစ်နိုင်တယ်တခါလေကြောက်ရှင်ကိုအရန်ချစ်ပါတယ်ဆိုတော့အချစ်ဆုံးသူတွေအနည်းဆုံးလူတွေကကိုမမလို့စီမှာကြီးမားတဲ့ဝင်တော့ဝင်ဖို့ဖြစ်တယ်ဖြစ်တယ်ဆိုသူတို့ပေးတဲ့ stress တွေရှိရဲသူတို့နဲ့ deal လုပ်ရတာတွေရှိရဲအဲ့လိုမျိုးပေါ့နောက်ပိုင်းကျတော့ဘာဖြစ်လာလဲဆိုချစ်တယ်ဆိုတာတော့မှ ခံစားနိုင်တော့ဘူးဆိုတဲ့ဟာမျိုးအလောက်အထိကိုဝင်တော့ဝင်မှုဖြစ်တယ်။နော်ဒါပေမဲ့မချစ်ဘူးလားဆိုလည်းမဟုတ်ချစ်တယ်။ဒါပေမဲ့သူ့စရာရတဲ့ stress load တွေနော် anxiety တွေအပူတွေပေါ့နော်အဲ့ဒါတွေကိုမခံနိုင်တော့တဲ့ဟာမျိုးရှိရဲ့။အဲ့တော့ဝင်တော့ဝင်ဖို့တွေက အမျိုးစုံရှိနိုင်တယ်မဟုတ်ဘူးလို့ဒီမှာလူတွေရှိနိုင်တယ်နောက်ပြီးတော့နေရာတွေပေါ့နော်ကိုဟိုတနေရာအဲ့နေရာကိုမကြိုက်ဘူးဒါပေမဲ့အဲ့နေရာကိုကမဖြစ်မနေဘဲကိုအမြဲတမ်းသွားနေရတယ်ဒါလည်းပါတော့ကိုအလုပ်ကိုကိုမကြိုက်ဘူးအဆိုင်ရှင်ဒါပေမဲ့အဲ့အမျိုးကလည်းဘာဖြစ်လဲဆိုကိုအတွက်ဝင်းတုံးဝင်ဘူးဖြစ်နေပြန်ဟောတခါလေးကြောက်လို့ရှင်ကြုံရတတ်တယ်လေကိုလုံးဝမသွားခြင်းဟာမန်ဒေးဆိုလို့ရှင်စိတ်ညစ်နေပြီဟိုဟာတော့သိရမလားနော် Facebook မှာဆိုလို့ရှင်ပြောကြတယ်လေဟာဒီနေ့ကမန်ဒေးဆိုမန်ဒေးစိတ်သိရမလားအဲ့လိုလေအဲ့တော့ အဲ့အရာတွေကတခါလျာကိုမလုပ်ချင်းပဲလုပ်ရတဲ့အခါကိုကိုကိုအတင်းကိုဆွဲခေါ်မောင်းနေနေရတဲ့အခါမှာဘာတွေဖြစ်လာလဲဆိုရင်အဲ့အရာဝင်တော့ဝင်ဖို့ဖြစ်တယ်။ဥမာပွဲလန်းနေသွားတယ်တခါကျကိုမသွားချင်းဘူးကိုမတွေ့ချင်းတဲ့သူရင်တွေ့ရအတင်းကိုရီပြနေရတယ်ပြုံးပြနေရတယ်ဆိုလို့ရှိရင်လေဒါတွေကဝင်တော့ဝင်ဖို့ဖြစ်တယ်ပေါ့နော်။အဲ့တော့အဓိကကဘာဖြစ်လဲဆိုတော့အဲ့ဒီဝင်တော့ဝင်ဖို့တွေကဘယ်လိုမျိုးလုပ်လို့ရလဲဆိုတော့ တန်းနိုင်သလောက်တော့သူတို့နဲ့ contact ပေါ့နော်သူတို့ရဲ့ contact ကိုတန်းနိုင်သလောက်ရှော့နိုင်ရင်တော့လေရှော့ပါရှောင်းနိုင်ရင်လဲရှောင်းပေါ့ရှော့နိုင်ရင်တော့လေရှော့ပေါ့နော်တော့ထိတ်တိုက်မတွေ့ဖို့ဘယ်သတိထားနောက်တစ်ခုကတော့ဘာလဲဆိုတော့ဘယ်အရာမှ permanent ဖြစ်မနေရဲ့အတွက်ကြောင့်မလို့ကိုကအချိန် တခုရောက်သွားလို့ရှင်ဘာဖြစ်လဲဒီဟာကလည်းပြီးဆုံးသွားမှာပဲပေါ့လေအဲ့တော့မမုံရဲ့တပည့်လေးတယောက်ပေါ့သူပြောတဲ့ဟာဆိုရှိရင် तू तू သူ့ရဲ့ relationship ကနည်းနည်း toxic ဖြစ်တယ်ပေါ့နော်အဲ့တော့သူ့ကိုတွေ့လို့ရှင်ပြောရီးစားနေတော့ဘလို့လဲပါလဲဆို तू ကမမုံဆိုဘာဖြစ်လို့ဆိုချက်လွတ်ထားလိုက်တယ်ဘာဖြစ်လို့ဘာဖြစ်လို့လဲဆိုတော့ဟိုဝေကျွေးခုံရင်ပြတ်သွားမှာပဲဘာမှမလုပ်တော့ဘူးလေဆိုအဲ့လိုအဲ့လိုမျိုးပေါ့အဲ့တော့ဒါလည်းအမှန်ပဲသူကရီးစရာလိုမျိုးပြောရမယ်အမှန်ပဲဟိုဘယ်အရာမှအမြဲဖြစ်မနေတဲ့အတွက်ကြောင့်မလို့သူက तू ပြီးဖို့အချိန်တန်လို့ရှင်တော့လေသူက तू ပြီးသွားမှာပဲပေါ့နော်အရာအလုံး ှာဆိုအဲ့တော့မမောင်ရဲ့ဒီဝင်တော့ဝင်ဖို့ကိစ္စခုနပြောနေတယ်လေနည်းလေးပြောချင်တာဒါကိုဘယ်လိုပြောရမလဲကိုဆွန်းလွန်းလို့ရတဲ့အရာဆိုရင်တမျိုးပေါ့ဥမာမိသားစုအရင်းရဲရလိုမျိုးကိုနဲ့အရင်ရင်းနီးရန် close ဖြစ်တဲ့သူတယောက်ကအမြဲတမ်းဝင်တော့ဝင်ဖို့ပြီးပေးနေကြတော့သူ့ဘာလုပ်ရမလဲဟိုညှိရမှာလားလုံးဝကြီးပဲပြက်ပြက်သားသားဆွန်းလွတ်လိုက်ရမှာလားနော်မိသားစုဥမာအဖေမိမလည်းရှိရပဲလေရှိရပေါ့နော်အဲ့ကြောင့်မလို့မမောင်ခုနပြောရတဲ့အချိန်မှာပါတယ်လေတကယ်လို့ရှောင်နိုင်လို့ရှိရင်လည်းရှောင်လိုက်ပေါ့နော် ဟိုအဓိကတော့သူတို့ ਨੇ contact ဖြစ်နေရဲ့ဟာကိုနည်းနည်းကိုကရှော့လိုက်ပေါ့အဲ့လိုမျိုးပေါ့အဲ့လိုမျိုးလုံးမှာပဲရမယ်ဒါပေမဲ့လည်းခုနပြောတဲ့စကားတိုင်းပါပဲပြန်ပြောတစ်ချိန်ကျတော့အခုကကိုကတူတူနေနေရတဲ့အချိန်မှာဒါဖြစ်နေတာဒါပေမဲ့အဲ့လိုတူတူနေရမှာတစ်သလုံးနေရမှာလားဆိုမဟုတ်ဘူးတစ်ချိန်ကျလို့ရှင်တော့ तू ကအရင်ခွဲခွာသွားတာလည်းဖြစ်ဖြစ်မယ်ကိုကအရင်ခွဲခွာသွားတာလည်းဖြစ်ဖြစ်မယ်ပေါ့နော်အော်အဲ့အချိန်ရောက်လို့ရှင်တော့ခုနပြောသလိုဟိုကြီးကြတာဘာညာအဲ့ဒါတောင်မှကိုလိုချင်တော့မရှိတော့ဘူး အဲ့ဒီသဘောတော့ရှိရပါဗော။ဟုတ်ကဲ့ပါနော်။အဲ့တော့ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာတော့ဆ iam မဟောစင်းရဲ့အတူတူပေါ့နော်။ဘေးရားမှအကြောင်းပဲမဟုတ်ဘူးဆိုတဲ့အကြောင်းလေးအဒီဆန်ဘွားနိုင်ဟီလင်တော့ကနေတင်ဆက်ပေးခဲ့ရဖြစ်ပါတယ်။အဲ့တော့နေ့စဉ်လေးမှာဆ iam ရေးသားထားတဲ့စာလေးကြောင်းပြည်စုံလေးပြပြပေးသွားကျေးဇူးအများကြီးတင်ပါတယ်မမွေနော်။ဟုတ်ပါလေကျေးဇူးတင်ပါတယ်။